လွန်ခဲ့တဲ့2015နဲ့2020ငါးနှစ်တာရပါတပိုင်းအစိုးရလက်ထက်မှာတိုင်းပြည်ရဲ့အခြေအနေကဘယ်သူမှမညာရန်ပြောမယ်ဆိုရင်လွန်ခဲ့တဲ့အဲ့ဒီရဲ့8နှစ်20 30နဲ့ဘာမှမဆိုင်အောင်တိုင်းပြည်ကငြိမ်ဝှချင်းရှိတယ်လူတွေကပျော်ရွှင်တယ်လွတ်လပ်တယ်မြတ်တယ်ဒီမိုကရေစီရဲ့အနှစ်သာရလေးကိုအမြင့်ဆန်းခံစားခဲ့ရတယ်အဲ့ကြောင့်ပြောရေးဆွေးနွေးလေးဖြစ်လာတယ်လေဆော့ဆော့တွေ့တော့ပြောခဲ့တယ်လွတ်လပ်တယ်တရားမြတ်တယ်လူရဲ့လူလူရဲ့အခွင့်အရေးလူသား ဖြစ်ချင်းအဓိပ္ပာယ်နဲ့အသက်ရှင်နေထိုင်ရတဲ့တရင်ကလေးတွေ့ရတယ်။ကဲအဲ့ဒီကနေ2021ကနေခု2025ငါးနှစ်ပတ်လည်ကာလအတောထဲမှာတိုက်ပြီးပါဖြစ်သွားတယ်။တိုက်ပြီးကိုဒီလိုမျိုး blessing ကနေကင်ဝေးတော့မင်္ဂလာခံစားလက်စားရှိနေတဲ့နေရာကြီးကနေမင်္ဂလာနေကင်ဝေးတော့ပြီးတော့အမင်္ဂလာတွေတရားပြီးတော့လွှမ်းမိုးပြီးတော့မောင်မိုက်တကူဖုံးလွှမ်းသွားအောင် ဖြစ်ရစေတဲ့ ုတ်ချုပ်မင်းလို့သူတွေလုံမရွေးကောက်ပွဲဆိုတာဟာဘယ်လိုလုပ်ပြီးတော့တိုင်းပြည်ကစက်ကောင်းစားမလဲဆက်လက်ပြီးတော့မှအဲဆရာတရာပေသူကိုလှည့်ပေးကြပါလေဆရာကြီးဆရာအနေနဲ့လည်းပဲသကွိုင်းနာတဒီကိုချုပ်ဆွနေပေးဖို့ဖိတ်ခေါ်ပါလေဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဦးစင်တကယ်လို့ကတော့ဒုတိယပိုင်းနဲ့ဒီကုန်းပိုင်းကိုပြောချင်တာကတော့ဒီကောင်းစင်တိုင်းပဲပေါ့နော် အာဓမ္မဥပဒါတရားအဖြစ်ဝန်းရံခြင်းဆိုတဲ့အောင်းစဉ်ဟဲ့ဒီအတိုင်းပဲတကယ်လို့ကျမ်းစာမှာရှိတယ်ဓမ္မဟောင်းကျမ်းမှာအဲ့ဓမ္မဟောင်းကျမ်းမှာဣသရေလနိုင်ငံတော်ဣသရေလပေါ့ဣသရေလနိုင်ငံတော်တည်ထောင်တော့ပထမဆုံးဘုရင်ရှောလူနှစ်ပေါင်း40ဘုရင်လုပ်တယ်ဒုတိယဘုရင်ဒါဝိဒ်နှစ်ပေါင်း40ဘုရင်လုပ်တယ် တတိယဘုရင်ဒါဝိရဲ့သားရှောလမုန်နှစ်ပေါင်း40ဘုရင်လုပ်တယ်ပြီးတော့ရှောလမုန်ရဲ့သားလက်ထက်ပါအဲ့ဒီဣသရေလနိုင်ငံနှစ်ချမ်းခွဲသွားတယ်အရှိလေပိုင်းမှာအခုစော်ဟာလုပ်ထားတဲ့ဣသရေလနိုင်ငံတောင်ပိုင်းနဲ့မြောက်ပိုင်းဒီမေဟေရမုန်တောင်စီုံတောင်ဟိုဘက်အပေါ်ပိုင်းမှာရှိတဲ့မြောက်ပိုင်းနိုင်ငံနဲ့ဂျေရုရှလင်ပါရဘွားအိတ်ထဲပါဒီဘက်အောက်ကဒီဂါဇာတို့ဘာတို့အခုပါဆိုင်နေရာဘာညာတွေအောက်ပေါက်မှာရှိနေတဲ့ဂလိလဲတခြားအဲ့ဒီဘက်မှာ တောင်ပိုင်း ဆိုတော့ဣသင်္ဂနိုင်ငံနှစ်ချမ်းခွဲသွားတယ်အဲ့ဒီတိုင်းပြည်နှစ်ခုဒီတောင်ပိုင်းနဲ့မြောက်ပိုင်းဒါအတိုင်းပြည်တစ်ခုတည်းတော့အစားအဲ့ဒီကနေတော့တောင်တောင်နဲ့မြောက်ခွဲသွားအခုကိုရီးယားလေပေါ့တောင်ကိုရီးယားမြောက်ကိုရီးယားခွဲတဲ့ပုံစံပဲပေါ့ဟိုမှာလဲတောင်ပိုင်းယူရနဲ့မြောက်ပိုင်းဣသေလနှစ်ခုခွဲသွားတာတောင်ပိုင်းယူရပြည်မှာဆိုရင်ရှင်ပြန်အပါ20စုဆောင်ခဲ့တယ်မြောက်ပိုင်းဣသေလမှာဆိုရှင်ပြန်19ပါစုဆောင်ခဲ့တယ်အစစ်စစ်စစ်ပေါ့လေဘီရတပောက်တချို့က9နှစ်တချို့က17နှစ်တချို့အဲ့လိုပေါ့စစ်စစ်စုဆောင်ခဲ့တာနောက်ဆုံးမှာတော့ဒီတိုင်းပြည်နှစ်ခုစလုံးက ဟိုဘာဘီလိုနီးယားဘာဘီလိုကနေပြီးတော့ဒါရောက်တိုက်ခိုက်သိမ့်ပိုက်ပြီးတော့မှအဲခလဒဲဒါလည်းလောက်တိုက်ခိုက်တိုက်တိုက်ခိုက်ပြီးတော့စနိုင်းရသွားတာပေါ့ဒါထားလိုက်ပါတော့အဲ့ဒီမှာတပည့်တော်ဒီရလေးကိုလေကောင်းစင်လေးနဲ့ရှင်ပြီးပြောချင်တာကျွန်တော်တို့တိုင်းပြည်မြန်မာနိုင်ငံကိုလေအဲ့ဒီတောင်ပိုင်းနဲ့မြောက်ပိုင်းနိုင်ငံနှစ်ခုပါလေဒီတောင်ပိုင်းနိုင်ငံကကောင်းစားတယ်စီပင်တယ်တာယာတယ်ဟောပြောတယ်မကောင်းစားရင်ခဏပဲဟုတ်လားအဲ့ဒီမကောင်းစားတာဘာကြောင့်လဲဆိုတော့အဖြစ်ရှိတယ် ဆိုတော့ဒီတောင်ပိုင်းနိုင်ငံဒီတောင်ပိုင်းယူရပြည်ရလေးအဲ့ဒီမှာဆိုနှစ်ခရိုင်ပဲပါတာဒီတိုင်းပြည်နှစ်ခုမှာ၁၂ခရိုင်ရှိတယ်အဲ့ဒီ၁၂ခရိုင်မှာမြောက်ပိုင်းဣသေလပြည်က၁၀ခရိုင်ပါသွားတယ်ဒီတောင်ပိုင်းယူရပြည်ကနှစ်ခရိုင်ပဲရှိတယ်ဒါပေမဲ့အဲ့ဒီနှစ်ခရိုင်လေးယူရပြည်ကတိုးတက်တယ်ထွန်းကားတယ်ကောင်းစားတယ်စီပင်နဲ့တာယာတယ်ဝါပြောတယ်လူတွေက၆လဲတယ်နေရာထိုင်ရအသက်ရှင်ရတာဒီဘီယံဆက်ဆက်လက်ထက်မှာမြောက်ပိုင်းရတော့လေတောက်လျှောက်ကြီးကိုမှာ စိုးွားတာတောက်လျှောက်ကြီးကိုမှစိုးွားတာအခုတောင်ကိုရီးယားနဲ့မြောက်ကိုရီးယားလိုပဲမြောက်ပိုင်းမှာတော့တောက်လျှောက်ကြီးကိုစိုးွားတာအဲ့ဒီ DP နှစ်ခုနိုင်ရှင်ပြီးတော့တပည့်တော်တို့ကဒီ reset လုပ်တဲ့အခါတမန်ကျောင်းစာပိုက်ပြပြီးတော့သူ့တင်သားလုပ်တဲ့အခါဘာပဲ study လုပ်ခေါ်တယ် study လုပ်တဲ့အခါမှာဘာလို့သွားတွေ့ရလဲဆိုတော့လေမြောက်ပိုင်းဣသရေလပြင်နေရလေတရားမှတိုင်းသူပြည်သားနဲ့တိုင်းပြည်ပေါ်မှာမကောင်းခဲ့ဘူးမကောင်းခဲ့ဘူး အာနာရှင်စနစ်နဲ့ပဲအုပ်ချုပ်ခဲ့တယ်။သူတို့ပဲကောင်းစားဖို့သူတို့မိသားစုကောင်းစားဖို့သူတို့အတိုင်းပိုင်းကောင်းစားဖို့တသွေးတတန်တမိတ်တက်စီဆိုတာနဲ့ပဲသူတို့ကတစ်ချက်တော့အမိတ်တော်နဲ့ပဲအုပ်ချုပ်ခဲ့တယ်။မြောက်ပိုင်းတိုင်းပြည်ကအဲ့ဒါကြောင့်မလို့မင်းစိုးမင်းညစ်တွေကြီးကြီးပဲအုပ်ချုပ်ခဲ့တဲ့အတွက်မြောက်ပိုင်းတိုင်းပြည်ကအဆုံးထိဘာဘလုံကလာသိမ်းသွားတဲ့ဒီဘာဘလုံတောင်ပိုင်းဣသေတောင်ပိုင်းယူရာတိုင်းပြည်တဲ့ဣသေလတိုင်းကခုနှစ်နဲ့စောပြီးသိမ့်ပိုက်ချင်ခံရတယ်သူတို့ဟိုဘာဘလုံမှာကျော်သွားခံရတာ ါဆိုတော့အဲ့ဒါပေမဲ့ဒီတောင်ပိုင်းတိုင်းတည်းကဘာလို့ကောင်းစားတာလဲလူတွေချောင်းနေတာလဲဘာလို့ဖွံ့ဖြိုးတယ်ဘာလို့တိုးတက်တာလဲလေ့လာလိုက်တော့ဒီတောင်ပိုင်းတိုင်းတည်းမှာလေဘရင်တဝက်ကျော်ကျော်ကစကူဘာအုပ်ချုပ်တဲ့အပန်း20အပန်း20အုပ်ချုပ်တဲ့ဘရင်တဝက်ကျော်ကျော်ကတဝက်ကျော်ကျော်ဆ12ပါး10ပါးပဲနည်းနည်းမကောင်းတာ10ပါးစတိုက်မကောင်းတာမဟုတ်ဘရင်2ပါးကကောင်းလိုက်2ပါးကနည်းနည်းဖောက်ပြက်လိုက်အဲ့ဖောက်ပြက်တဲ့ဘရင်တွေကလည်းတဆိုးသိမ့်မရှိဘူးသူတို့ကဆိုတော့အဲ့တော့ဒီတောင်ပိုင်းတိုင်းတည်းမှာအုပ်ချုပ်တဲ့မင်းတွေက 民间抵押的利息，O 错的。这边的话，你都不要讲了，这边的话用几千万是的，八大妈、克洋八大妈，本地的不能省心。钢筋面那些，比如强大杯吧，比如金牛这边大家话表示吧，奥陶拉片哪套的哪套吧，这上来也来我们三单，比如比如强大杯吧，说的是中间边这边的嘛，是的，三两间嘛。 ဲ့တော့တိုက်ကြည်တွေဟာဘုရားသခင်ကောင်းကြီးမင်္ဂလာရှိတယ်လို့တပည့်တော်ကယုံတပည့်တော်ကယုံကြည်ခံယူတဲ့ခရစ်ယာန်တွေကဒါပေမဲ့အဲ့ဒါဘယ်ပေါ်မှာမူတည်လဲဆိုရင်လေအုတ်ချုပ်တဲ့မင်းလုပ်တဲ့သူပေါ်မှာမူတည်တယ်ဒီနေ့မှပြောရင်ဒီခေတ်မှာတော့အစိုးရပေါ့အစိုးရပေါ်မှာမူတည်တယ်အခုကြည့်လိုက်ပါလွန်ခဲ့တဲ့2015နဲ့2020ငါးနှစ်တာအရပါတပိုင်းအစိုးရလက်ထက်မှာတိုင်းပြည်ရဲ့အခြေအနေမညာတာဒါဘယ်သူမှမညာတာပြောမယ်ဆိုရင်ဘာမှမဆိုင်နော် လွန်ခဲ့တဲ့အဲ့ဒီရဲ့ရှေ့နှစ်20 30နဲ့ဘာမှမဆိုင်အောင်တိုင်းပြည်ကငြိမ်ဝှချင်းရှိတယ်လူတွေကပျော်ရွှင်တယ်လွတ်လပ်တယ်မြတ်တာတယ်ဒီမိုကရေစီရဲ့အနှစ်သာရလေးကိုအမီးဆန်းခံစားခဲ့ရတယ်အဲကြောင့်ပြောရေးဆွေးနွေးလေးဖြစ်လာတယ်လေဆော့ဆော့တွေ့တော့ပြောခဲ့တယ်လွတ်လပ်တဲ့နော်ဟိုလွတ်လပ်တဲ့တရားမြတ်တဲ့လူရဲ့လူလူရဲ့အခွင့်အရေးလူသားဖြစ်ခြင်းအတိတ်ပဲနဲ့အသက်ရှင်နေထိုင်ရတဲ့တည်ငါလေးတွေ့ရတယ်ကဲအဲ့ဒီကနေ2021ကနေခု2025 9နှစ်ပတ်လည်ကာလတော့တည်းမှာတိုက်ပြီးပါဖြစ်သွားတယ်စီးပွားရေးလူမှုရေးပညာရေးဘာသာရေးလူငယ်တွေအနာဂတ်တိုက်ပြီးရဲ့ငြိမ်ဝှေ့ချမ်းသာဖွံ့ဖြိုးတဘာဖြစ်သွားပါအကောက်လုံးဝပြောင်းပြန်စန့်ကျင်ပဲဇောက်တို့ဆင်းပြီးသွားတာလေဇောက်တို့ဆင်းသွားတာတော့ဒါလက်တွေ့ငင်းလို့မရတဲ့မြေပြင်ပဂရိအမှန်တရားပဲဟုတ်ပါဘူးအဲ့တော့ တိုင်းပြည်ဒီလိုဖြစ်သွားတာရိုးရိုးလေးပဲတမန်တော်တို့ရဲ့ဘာသာတရားအရာယုံကြည်ချက်အရာပြောရမယ်ဆိုတော့ဒါအုတ်ချုပ်မင်းလုပ်တဲ့အစိုးရပေါ်မှာအများကြီးမူတည်သွားတယ်အများကြီးတက်ဆိုင်သွားတယ်တခြားမလို့တိုင်းပြည်ကိုဒီလိုမျိုး blessing ကနေကင်ဝေးသွားမင်္ဂလာကနေကင်ဝေးသွားပြီးတော့မင်္ဂလာခံစားလက်စားရှိနေတဲ့နေရာကြီးကနေမင်္ဂလာနဲ့ကင်ဝေးသွားပြီးတော့အာမင်္ဂလာတွေတရားပြီးတော့တွမ်မိုးပြီးတော့မောင်မိုက်တကုတ်ဖုံးလွှမ်းသွားအောင်ဖြစ်ရစေတဲ့ ုတ်ချုပ်မင်းလို့တူတယ်လုံမရွေးကောက်ပွဲဆိုတာဟာဘယ်လိုလုပ်ပြီးတော့တိုင်းပြည်ကစက်ကောင်းစားမလဲစောစောဆရာတော်မင်းတို့ညာမိတ်ရတယ်လို့ပဲအခုเนาะအခုအစိုးရလို့တရားဝင်သူတို့မဖွဲ့နိုင်သေးဘူးเนาะစစ်ကော်မရှင်လုတ်လိုက်ဟဲ့လားဟိုစက္ကစစစ်ကောင်စီလုတ်လိုက်စစ်ကော်မရှင်လုတ်လိုက်ဒီကာလတဲမှာတောင်မှမြို့ရာတွေဝင်မီးရှို့လူတက်ခိုးဆိုး နော်အာတိုင်းသူပြည်သားတွေရဲ့စီစဉ်ဥစ္စာပစ္စည်းကိုလူယူဖြစ်စည်းကိုမြေမကအသက်ကိုတတ်ပါကောင်းတားပြူတမိပြူလေးတွေရဲ့ဂိုပြမစော်ကမရင်ချင်းဒီလိုလုံနေတာဒါကတရားဝင်မဟုတ်တဲ့အစိုးရလို့တောင်မှမခံယူသေးချိန်မှာဒီလိုလုံနေတာအစိုးရဆိုတာကခံယူလိုက်ပြီးတော့မှရွေးကောက်ပွဲကြီးပြီးတော့အစိုးရဆိုတာခံယူမလိုက်တော့ဒီနေ့ခေါင်းစဉ်တိုင်းပဲတရားဝင်လူတက်တဲ့ license ရသွားမယ် ရွေးကောက်ပွဲဖြစ်တယ်ဆိုတာကိုတပည့်တော်တို့ကသုံးသပ်လို့ရပါတယ်လက်ခံလို့ရတယ်မြင်လို့ရတယ်ဝေဖန်လို့ရတယ်ဘာလို့လဲရွေးကောက်ပွဲကြီးဒါလုပ်မယ်ပြီးသွားမယ်သူတို့ဆိုရပွဲမယ်ဆိုရင်အေးတခါတည်းငါတို့ကပို့ပြီးတော့မင်းမိန်กว่าအစိုးရအမိန်ခါတဲ့ဟိုဥပဒေတွေတိတက်ပို့ပြီးပြင်းထန်ပြီးတော့မှနောက်ဆုံးတော့တိုင်းပြည်ရလေအကုန်တော့တိုင်းပြည်လုံးကထောင်ကြတဲ့ပုံစံပဲဟိုဖြစ်သွားမယ်တပည့်တော်ကတ်တုန်းလေးတစ်ခွက်တွေ့ဘူးတယ်ဟိုရင်တော့ကနော် ဆိုတော့ဒီဘက်မှာနိုင်ငံရေးအကျဉ်းသားကိုလေထောင်လေးပါလှုပ်ထားတယ်တယောက်ကဆွဲတာပေါ့ထောင်နိုင်ငံလေးနဲ့တန်တိုင်းလေးတွေနဲ့မဟုတ်ဘူးတဲ့အဲ့လိုမဟုတ်ပါဘူးတဲ့တိုင်းပြည်ဒီလိုကြီးပပပြည်မြေပုံကြီးကိုထောင်နိုင်ငံရမှာတန်နိုင်ငံမှာထည့်ထားလိုက်တယ်ဒီတိုင်းနဲ့ဒီပုံစံတိုင်းနဲ့ဖြစ်သွားတော့တော်တာပဲအခုလေအဲ့တော့ပြောလိုက်ရင်တော့ရင်လေးစရာပဲဘုံဘုံရင်တိုင်းပြည်အတွက်ကတော့နော်တကယ်ကိုရင်လေးစရာပဲတိုင်းပြည်လို့ပြောလိုက်တဲ့ခါမှာဒီ land မြေထဲမှာဒီမြေဒီရေထဲမှာ နေတဲ့တိုင်းသူပြည်သားတွေရဲ့အရေးဖြစ်လာတယ် တော့တိုင်းပြည်ပြည်သားတွေရဲ့အရေးကအလွန်အမတန်မှယဉ်လေးစရာပဲတိုင်းပြည်ရနိုင်ငံကြီးရနော်ဆိုတော့တကယ်ပြီးဒီဓမ္မတရားမြတ်တာချင်းကမလွတ်မဟုတ်ဘူးဓမ္မကမအောင်နိုင်ဘူးတရားမြတ်တာချင်းနေမဖြစ်လာဘူးဆိုရင်တော့တိုင်းပြည်ကဒီထက်ဒီဆုတ်ယုတ်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 ပျက်စီးဖို့ပဲရှိတယ်ဆိုတာကိုမြင်တာထင်တာနေတယ်ပြေးမကြည့်ဘူးတွေးကြည့်တာနေပဲမြင်တာထင်တာနေတယ်ဒါကြောင့်မလို့ ဒီအတ္တမဖြစ်နေတယ်မတရားမှုကိုမဖြစ်မနေကြဆုံးသွားဖို့၊ကွယ်ပြောက်သွားဖို့သူထိုက်နဲ့သူအဖြစ်ခံရဖို့ဓမ္မဘက်တော်သားတွေကဓမ္မဘက်မှာယက်တည်ပြီးတော့ဓမ္မဘက်တော်သားတွေပြုတ်နေတဲ့အမှုစောင့်ညက်နေတဲ့အမှုတွေကိုတိုင်းသူပြည်သားတွေအနေနဲ့အားပေးဖို့လိုတယ်။ပြည်တွင်းမှာနေထိုင်ကြတဲ့သူတွေကိုလည်းတပည့်တော်ကဒီနေရာနေပြီးတော့မှအားပေးခြင်းနဲ့တိုက်တွန်းခြင်းနဲ့ခေါင်းအားပေးခြင်းနဲ့အာယူပါရဲရဲမှာအတန်တိတ်နီးနဲ့ စန့်ကျင်လို့ရတယ်ရတယ်အများကြီးရှိတယ်။ရိုးရိုးလေးတစ်ခုပဲ။အထမဘက်မှာသွားမရက်တည်နဲ့သူတို့လုပ်တဲ့ပွဲလမ်းတွေသပင်းတွေနော်သူတို့လုပ်တဲ့ဟာဒီဒီဒီ entertainment တွေချော်ပြပွဲတွေအခုရုပ်ရှင်တွေဂီတတွေလာလိုက်တယ်အများကြီးနော်ပုံမှန်ခြေနေဖြစ်အောင်စတဲ့ပုံစံမျိုးတွေဖန်တီးလိုက်မယ်။အခုကြည့်ဟိုတောင်ကြီးဒီဇောင်းတိုင်းပွဲပုံစံမျိုးတွေမိဖို့မြန်ပုံစံမျိုးလူတွေတိန်းနဲ့တိန်းတောင်မှတိန်းတော့တိန်းမဟုတ်ဘူးတိန်းနဲ့ချီတော့သွားကြဒီလိုဟာမျိုးတွေကိုမပါဝင်ဘဲနဲ့နော်အတန်တိတ်နီးနဲ့ စန့်ကျင်အခုရွေးကောက်ပွဲလာတယ်မဲသွားမပေးချင်းအပြင်စန့်ကျင်လို့ရတယ်လေမဲသွားမပေးချင်းအပြင်တော်လိုင်းမှာပေါက်ပင်လို့ရတယ်တပတ်ပြန်မှာရက်တည်လို့ရတယ်ဒီဥစ္စာနော်ဆိုတော့ဒီຢာလေးတွေကိုဖြစ်နိုင်တဲ့ဘက်ကနေပြီးတော့မှာရက်တည်ပြီးတော့ဓမ္မဒီဥတော်တရားဒီလွတ်မြောက်စွာအောင်နံစိုက်ထူနိုင်ဖို့နိုင်ငံဒီလွတ်လပ်သားရာအေဂျင်ပြီးတော့စစ်မှန်လွတ်လပ်တက်ကြွတဲ့ federal democracy ပြောင်းစုဖြစ်ဖို့နဲ့တကွာဓမ္မနိုင်ငံ ထွန်းကားဖို့အတွက်ဒီရွေးကောက်ပွဲကိုမဖြစ်မနေရရပုံစံနဲ့စန့်ကျင်တွန်းလှန်ကြပါလို့ပြောရင်းနဲ့ဒုတိယပိုင်းနဲ့တပည့်တော်စကောင်းညီကုန်းချုပ်ပါလို့ဘုံဘုံကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးခုလိုညီကုန်းချုပ်ဆွေးနွေးပေးတဲ့အတွက်ဆရာကိုကျေးဇူးများစွာတင်ရှိပါတယ်ဗျ